အားလုံးပဲမင်္ဂလာပါမယ်နယူ channel ကလည်းအားလုံးကြိုဆိုပါရစေကျွန်တော်တို့မျော်လင့်ဆောင်စားနေတဲ့ you ပါလေဘလူပွဲစဉ်ဒီပောင်နိုင်ငံမှာကျင်းပကစားမယ်ဖလားလူပွဲအဖြစ်စပါနဲ့ကျွန်တော်တို့ကစားဖို့ရှိနေတဲ့တနအိခွေမှာဆိုတော့အသင်းအတွက်ကတော့ဗျာပရီးမီးယားလည်းဒီရာဒီကတကီးကိုရုပ်ပြည့်စင်ပဲဖြစ်ပြီးတော့ရလိုက်တဲ့ဆိုးဝါခဲ့တဲ့ channel တခုရှိတယ်စပါလေးထုံနေလကောက်ပါပဲတာဝန်အမရကဒီဖလားယူပြီးတော့ champion လဲဝင်အောင်ကြိုးစားရမှာခြေပြရမှာပရိသတ်တွေကလည်းအဲ့ဒါတခုပဲကျွန်တော်တို့မျော်လင့်ဆောင်စားနေတာ ဆိုတော့ဒီနေ့ပွေးစဉ်နဲ့ပတ်သက်ပြီးတော့ press corps ပဲသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တယ်။ဆိုရင်ကစားသမားတွေရဲ့ဒဏ်ရာအခြေအနေ injury ပြဿနာချင်းနဲ့ပြုလို့ချင်းအတင်းနဲ့ပတ်သက်ပြီးတော့သူပြောရတာရှိတယ်။သူနဲ့သူ Harry Maguire ရော Bruno Fernandes ရောအသီးသီး press corps ပဲမှာပါဝင်အားဖြည့်ထားခဲ့တယ်ဆိုတော့အဲမွေပြောတဲ့အကြောင်းအရာတွေကစိတ်ဝင်စားစရာတချို့တဝဲအနေထားတစ်ခုကိုဆွေးနွေးတော့အောင်စာသမားတွေအောင်ပဲမင်္ဂလာပါအောင်ပဲမင်္ဂလာပါဆိုတော့ပြမဆုံးအဲမွေအနေနဲ့ကောဗျာဒီအသင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အတွက်ကတော့ဗျာအနာဂတ်တစ်ခုကကိစ္စမရှိပါဘူး ဒါပေမဲ့လူတွေကအသင်းကိုဥရောပချန်ပီယံဖြစ်အောင်ကြွေးပြတဲ့ပုံစံနဲ့ကြီးမစ်ဆိုရင်တော့ရာတီကုံအောင်ကူညီပေးမှာပါပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီဥရောပစူပလာကတကယ့်ကိုအရေးကြီးနေလို့ပါပဲဒါပေမဲ့လည်းဒီရာတီကိုတော့ပြောင်းလဲနိုင်မှာမဟုတ်ပါဘူးဒါကတော့ပရီးမီးယားလိအနေထားတစ်ခုမှစူပြည့်တဲ့တဲ့ပုံစံသူထစ်သွင်းပြောခဲ့တာအပီလိုချီပေါ့ဗျာကစားသမားတွေရောပရိသတ်တွေရောဝက်ထွက်တွေကပါတည်ကြပါတယ်ဥရောပချန်ပီယံစုကိုဆွဲခုနိုင်မှုက အသင်းအတွက်အနာဂတ်ကိုတည်ဆောက်နိုင်ဖို့ကူညီပေးနိုင်ဖို့ရှိတယ်ဆိုပြီးတော့အမ်မူရယ်ကပြောဆိုတော့ခဲ့တယ်။ဆိုတော့ကျွန်တော်အသင်းတက်ကတော့ဗျာအမ်မူရယ်ပြောသလိုပါပဲလာမယ့်အနာဂတ်ကိုစဉ်းစားနေစရာမလိုသေးဘူး။လောလောဆယ်မှာအခုဒီညကစားမယ့်ယူပါလေပွေးစဉ်ကကျွန်တော်အသင်းအတွက်ကိုအဓိကဖြစ်တယ်။ဘာဖြစ်လို့ဆိုတော့အဒီဘလောက်ကိုရရင်တော့ချန်ပီယံလေးကျွန်တော်ဝင်မယ်။ချန်ပီယံလေးဝင်ပြီဆိုတာနဲ့လာမယ့်ရာသီမှာကစားသမားခေါ်ယူမှုနဲ့အသင်းအတွက်ဘတ်ဂျက်တွေကျွန်တော်အလုံးလောက်ရရှိဖို့ရှိနေတယ်။ဆိုတော့ အတင်းကားပေါ့ဗျာတကယ်တမ်းပြောလို့ရှိရင်ပရီးမီးယားလိမှာဘလို့ပဲစုပ်ပြက်တဲ့နေပါစေဒါတွေကိုမေးထားလိုက်တော့ကစားသမားတွေရောအကုန်လုံးမေးထားလိုက်ဟုတ်တယ်မလားအခုပွေးတော့လာမင်းအရန်နေအဓိကကစားသမားတွေမင်းအမားတွေမလုံမိဖို့လိုတယ်ပြီးလို့ရှိရင်အကောင်းဆုံးပုံစံတွေပြနိုင်ဖို့တို့တယ်ဘာလို့ဆိုတော့ကျွန်တော်အတင်းတက်ကားတော့ပေါ့ဗျာဒီစူပလာကအရေးကြီးပါတယ်ဒီစူပလာရရင်အရာရာကျွန်တော်ခြေပြနိုင်မှုရှိတယ်အခုလက်ရှိပရီးမီးယားလိမှာဒါတို့ကိုကြည့်ရလို့ရှိရင်တင်းစင်းစုံနောက်ကိုရောက်နေတာတင်းတော့မစင်တော်ဘူး တပွေးပဲကျင်တော့တာအစစ်စစ်ချုပ်မှာရမယ်30ကိုမဲ့ပရီးမီးယားလိ30ချိပွေးမှာနော်30ကိုမဲ့ပဲရတယ်ရမယ်40တော့မရဘူးဒါကအတင်းနဲ့ဘယ်လောက်ထိအချင်းနေဆိုးလေဒါကိုပြောင်းလဲဖို့အတွက်ကတော့ဒီနေ့ပွေးစဉ်ကဒီဖလားကကျွန်တော်အရေးကြီးတယ်တစ်ဖက်မှာလဲစပါအနေနဲ့ကလည်းတကယ့်ကိုအရေးကြီးတဲ့အနေဒါတကူသူတို့ကအစစ်စစ်ခွန်ကျွန်တော်တို့ကအစစ်စစ်ချုပ်ပရီးမီးယားလိမှာဆိုတော့ဒီနေ့သင်ကားပေါ့ဗျာဒီနေ့ဖလားလူပဲအနေဒါတကူမှာဆိုရင် သူတို့အတွက်ကလည်းမလွယ်ကူသလိုကျွန်တော်တို့ယူနေတဲ့အသင်းအတွက်ကလည်းမလွယ်ကူပါဘူးအမွေပြောသလိုပါပဲဒီလိုမျိုးအနေအထားတွေကိုကစားသမားတွေရောဝန်ထမ်းတွေရောပြည်သက်တွေကအကုန်လုံးတည်ကြတဲ့အတွက်ဒီဘလကကျွန်တော်တို့အတွက်ဘလောက်ထိအရေးကြီးလဲအနာဂတ်အတွက်ဘလောက်ထိကူညီပေးနိုင်ဖို့ရှိလဲဆိုတာအဓိကရှိနေတယ်ဆိုပြီးတော့အမွေပြောခဲ့တာပေါ့ထဲပြီးတော့ကျွန်တော်တို့ဒီကစားသမားတွေရဲ့အင်ဂျူရီပြဿနာနဲ့ပတ်သက်ပြီးတော့သူပြောတယ်အထူးသဖြင့်ကျွန်တော်ဇူဇွာစကီတို့လင်နီယူတို့အာဒီကိုဒါလိုတို့နဲ့ပတ်သက်ပြီးတော့သူပြောတာတယ် ဆိုတော့ပထမဦးဆုံးပေါ့ဗျာဇေဂီစီနဲ့ပတ်သက်ပြီးတော့သူရဲ့ကြန့်ခိုင်မှုအခြေအနေနဲ့ပတ်သက်လို့ပြောရင်တော့အရင်ကြီးအစဉ်ပြေနေတယ်လို့ကျွန်တော်ကတော့မထင်ပါဘူးအော်တရားရခိုင်နှုန်းသူရဲ့တက်ခိုင်မှုကပြေဝနေတဲ့ပုံစံမှာရှိမနေဘူးပေါ့အင်ဂျူရီပြဿနာဒန်ပြဿနာရထားတဲ့ကစားသမားတွေအရဆိုရင်ဒီဖိုင်တွေကိုကစားဖို့အတွက်အဲသူတို့အနေနဲ့အင်မတန်စူးစမ်းခေရတာဖြစ်တယ်ပေါ့အဒီလိုမျိုးစူးစမ်းခေလို့ရဲမင်းသူတို့ကိုကျွန်တော်လေးစားမိတယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့အနေနဲ့ကလည်းသူတို့ကိုတွန်းအားပေးမှုတွေရှိပါတယ် သူတို့ရဲ့ပွေးကစားခွင့်မိနစ်တွေကိုအကဲတဲ့တခုနဲ့ဒီနေ့ပွေးစီမှာများဖို့ရှိတာပေါ့ပြီးလို့ချင်းဒီကစားသမားတွေအနေနဲ့ EU ပါလေဖလားပွေးစီကိုကစားမေးအနေထားတစ်ခုမှာအင်တိုင်းအားတိုင်းနဲ့သူတို့ရဲ့စိတ်တွေဘက်တွေကအရင်မြစ်တဲကြောပြီးတော့တကိကိုဒီအမေကန်စုလုပြနိုင်လိမ့်မယ်လို့သူအနေနဲ့ထင်မြင်နေဆိုပြီးတော့ကစားသမားတွေအင်ဂျူပြဿနာနဲ့ပတ်သက်ပြီးတော့သူပြောထားခဲ့တယ်ဆိုတော့ဒီကစားသမားသူရောကိုကြည်အားလို့ချင်းကျွန်တော်တို့အသင်းဖက်ကပေါ့ဗျာအဲလီလီယူကတော့ပထမပိုင်း ပါဝင်လာဖို့ကြီးနေတယ်ဒါပေမဲ့ကျွန်တော်ကွင်းလေကစားသမားတယောက်ဖြစ်တဲ့ဒီကိုဒါရွန်နဲ့တိုက်စစ်ကစားသမားစုစုအစီအစီပြီးတော့ကတော့အာပထမပိုင်း၄စင်း၅မိနစ်မှာပါဝင်လာဖို့ကျွန်တော်မျှော်လင့်မထားဘူး။ဘာကြောင့်လဲဆိုရင် MMA ပြောသလိုပါပဲစုစုအစီအစီကိကြက်ခိုင်မှုကမပြေဝဘူးလို့သူအနေနဲ့ထင်တယ်။ဒါကြောင့်ဒီနေ့ပွဲစီမှာတော့တကယ်လို့မြတ်ပေါ့ဗျာဒီကစားသမားကိုပထမပိုင်းမှာပွေတော့ခဲ့တယ်ဆိုရင်ဒုတိယပိုင်းမှာအနာပြေဖို့တည်ကြနေတယ်။ကစားသမားဖြစ်သူရဲ့ injury ပြဿနာကအများကြီးရှိတာခဲ့တဲ့အတွက် သူကဒီနေ့ပွေးစဉ်ကိုပါဝင်ဖို့အတွက်သာရေကုန်ရေခဲဒီလက်ချိခန့်နဲ့တူချင်းထွင်းတာတို့ရှိခဲ့တာဒါကိုကျွန်တော်မဖြစ်မနေအတိမဲ့ပြရမှာကစားသမားတွေဒီလိုမျိုးစိတ်တဲပိုက်ဆိုင်ရာမှာအပြည့်ဝကိုလဲဆင်းပြီးတော့ယူနိုက်တက်အသင်းနဲ့တိုက်ပွဲဝင်ရှင်စိတ်ရှိတဲ့အနေအထားတစ်ခုအရဆိုရင်ကျွန်တော်တို့ကအဲမရယ်ပြောသလိုပါပဲလေးစားမိနေအဲပရီးမီးယားလိမ်မှာပေါ့ဗျာကျွန်တော်ခုနပြောသလိုပါပဲဘလူးပုံစံမျိုးနဲ့တော့ခဲ့တော့ခဲ့ဟုတ်တယ်မလားအဒုပြည့်စင်မဲ့ဖြစ်နေခဲ့ပါစေကျွန်တော်တို့ဒီနေ့ပွေးစဉ်ကိုဖလားရပြီးတော့ ခြေပြတ်နိုင်ဖို့လိုတယ်တက်တက်ပြားနိုင်ဖို့လိုတယ်ဘာကြောင့်လဲဆိုရင်လာမယ့်ဇာတိမှာတကယ်လို့ခြေပြဲလိမ့်မဝင်ခေဘူးဆိုရင်ကျွန်တော်တို့ကအဲ့ဒီဇာတိကကမောက်ကမဲဖြစ်ဖို့အနေနဲ့တကူရှိနေတယ်ကစားသမားတွေကလည်းကျွန်တော်တို့ယူလိုက်တဲ့အသင်းကိုလာရှင်ဖို့အချိန်နဲ့နေသွားမှာပြလို့ရှိရင်အသင်းဘက်ချက်ကလည်းအဲ့လောက်ထိရရှိဖို့အချိန်နဲ့မှမချီးတဲ့အတွက်ဒီနေ့ပွင့်စဉ်ကကျွန်တော်တို့အသင်းတွေဘလောက်ထိအရေးကြီးလဲဆိုတာအကုန်လုံးသိကြပြီးသားဖြစ်တယ်ဆိုတော့စပောက်ဘောပေါ့ဗျာကျွန်တော်ရှင်ဖို့ဆိုတာတော့မလွယ်ပါဘူး နောက်ဆုံးကစားခဲ့တဲ့ပွေးစဉ်တွေကိုကျွန်တော်ပြန်ကြည့်ရလို့ရှိရင်လည်းပေးရတဲ့ကိုတွေကများတယ်။နိုင်ခွေးရှုံးခွေးမှာဆိုရင်လည်းစပါးတင်ကအချင်းတွေကောင်းနေတဲ့အတွက်သူတို့ကလည်းဒီနေ့ပွေးစဉ်မှာအဓိကလူစီးရင်းတွေနဲ့အမေကန်ဆုံးကစားဖို့ရှိနေတယ်။ကျွန်တော်ယူနေတဲ့အတင်ကတော့ဗျာအင်ဂျူရီပြဿနာနဲ့တန်ရာပြဿနာတွေကယုံထွက်လာပြီးတော့အသေးနဲ့တိုက်ပွဲဝင်နေတဲ့အသေးနဲ့တူတူပွေးကစားပေးနေတဲ့ပလေယာတွေကနောက်ပိုင်းအနေအထားတစ်ခုမှများလာတယ်။ အထူးသဖြင့်ကျွန်တော်ဒီတောင်ပယ်နဲ့네베တင်းရိုးတွေမှာဆိုရင်လေအာမေဒီယာလိုတို့ကတကေးကိုအချင်းနေကောင်းပြီးတော့ဒီဖိုင်နေမတိုင်ခင်မှာဆိုရင်ပွေးကစားမှုတွေရှိခဲ့တဲ့အတွက်ပထမဦးစားပေးမှာဆိုရင်အာမေဒီယာလိုတို့ဘရူနိုဖာနေတဲ့လိုကက်စမီရိုတို့ပြီးလို့ရှိရင်ခါနာရှိုတို့ရရှိမဲဝိုင်လန်တို့အစသဖြင့်ပေါ့ဗျာအဓိကကစားသမားတွေပေါဝင်လာဖို့ရှိနေတယ်ထိုနည်း၎င်းပါပဲတိုက်စစ်ပိုင်းမှာဆိုရင်ကျွန်တော်အင်ဂျူရီပြဿနာကနေရုံထွက်ပြီးတော့ဂျူဆွာစကီတို့အမ်ဒီကိုဒါလိုတို့နောက်တဲမှာဆိုရင်လီနီယူတို့ ဒီလိုကစားသမားတွေကလည်းဒီနေ့ပွေးစဉ်အတွက်အားဖြည့်နိုင်ခဲ့တဲ့အတွက်အသေးအတွက်ကတော့အရင်နေမှာရောလူစီးမှာရောတောင်းတတယ်လို့ကျွန်တော်ပြောလို့ရတယ်။အတူတော်ညာလည်း injury ပြဿနာရှိနေတဲ့ကစားသမားတွေကိုအမ်မိုရယ်ကတော့အချိန်ကဲတဲ့မင်းကြီးအကန့်တဲ့နိုင်အကန့်တဲ့သာပွေးထုတ်ကစားဖို့ရှိနေတယ်။ကျွန်တော်ခုနပြောသလိုပါပဲပထမပိုင်းမှာဖြစ်တဲ့အုံပြုခဲ့တယ်ဆိုရင်တေချာပေါ့ဒုတိယပိုင်းမှာအဲ့ဒီဂျန်ရဲကစားသမားတွေကိုလူစားပြောင်းလဲမှုရှိနေတယ်။ ကျွန်တော်တို့ကရေးဆွင်ပြီးတော့အသုံးပြုလို့မရပါဘူးထိုက်သီးသလောက်ကျွန်တော်တို့ဒီကစားသမားတွေကိုပွေတော့ခင်ပေးရမှာအခုဆိုရင်တဲပြဿနာကနေအနာပေးထားတဲ့လီဆယ်ဒိုမာတီနက်တို့ဆိုရင်လည်းအချင်းနေကောင်းနေတယ်လို့ကျွန်တော်တို့တွေးရှိထားတယ်တူကြီးလေးချင်းကနေကျွန်တော်တို့စစ်နေတာရှိတယ်ဒီနေ့ပွေးစဉ်ကိုတော့သူတို့ကလွှဲချော်မှာဖြစ်တာပေါ့ဗျာဆိုတော့စာသမားတွေဒါကမက်ဆောင်နဲ့တဲ့ရူဘီအမ်ရဲနဲ့ကစားသမားတွေအင်ဂျူရီပြဿနာတန်ရာအချင်းနေနဲ့ပတ်သက်ပြီးတော့ပြောထားခဲ့တာအထူးသဖြင့်ဇူဇွာဇစကီဒါလော့လီနီယူရိုနဲ့ပတ်သက်ပြီးတော့သူပြောထားခဲ့တယ် ညီကတော့အနေနဲ့အမ်မရယ်ပြောတဲ့ဒီမှာအထူးသဖြင့်ပေါ့ဗျာဒီကစားသမား၃ယောက်ထဲမှာဆိုရင်ပထမပိုင်းမှာဘေးကစားသမားကပါဝင်ဖို့ရှိမလဲတေချာတာကတော့လီနီယူကတော့နောက်တဲ့ဆန်တယ်မှာပထမပိုင်း၄စင်ကမင်းပါဝင်လာဖို့ရှိနေတယ်ကျန်တဲ့ကစားသမား၂ယောက်ကတော့ပြောလို့မရဘူးကျွန်တော်တို့အတင်းရဲ့နောက်လာမယ့်အနာဂတ်ကအများကြီးပြောင်းလဲနိုင်ဖို့ရှိမှာမဟုတ်ရင်တော့ဘယင်းပဒံနဲ့ကျွန်တော်အဆင်ပြေသွားမှာမဟုတ်ဘူးအမ်မရယ်ပြောသလိုပါပဲအနာဂတ်ကိစ္စကိုကျွန်တော်စဉ်းစားနေဖို့မလိုသေးဘူးဒီနေ့ပွဲစီမှာဒီဖလာရအောင် ကစားသမားတွေရောပြီးလို့ရှိအတင်းရောပြိသက်တွေရောဝန်ထမ်းတွေရောအကုန်လုံးကြုံတို့ပူပေါင်းကူညီမှအဆင်ပြေနိုင်ဖို့ရှိနေတယ်။ကစားသမားတွေကလည်းအရင်ပွေးစဉ်တုန်းကလိုမဟုတ်ပါဘဲအမေကယ်ဆုံးတဲ့စိတ်တဲ့ဘက်ဆိုင်ရာတွေမှာတက်ကြောပြီးတော့ပွေးရှင်ရဲ့တိုးတွေမှာလုံးလုံးနိုင်ဖို့လိုတယ်။တခုစဉ်းစားထားမှာကကျွန်တော်အသည့်အနေနဲ့တကယ်လို့မီနီ60ပြည့်တော့ကလေးလို့နောက်ထပ်မီနီ30အချိန်ပေါ်မှာအဖြစ်တစ်ခုထွက်ပေါ်ဖို့လိုတယ်။ ပနေဒီဒီဘာတွေကိုတောမြေဆိုတော့အန်ဒရီအိုနန်းနဲ့ဆက်တော့လို့မရပါဘူးဆရဆာသမားတွေညီကိုတို့နေနဲ့ဘလို့ထင်မြတ်ရှိလဲအမရပြောတဲ့အနေထားတွေကဘလို့ပုံစံမျိုးရှိမလဲဆိုတာဆွေးနွေးပေးကြပါအောင်ဒီနေ့ပွေးစီကကျွန်တော်တို့မန်ချက်စတာယူနိုက်တက်အသင်းအတွက်ကိုအောင်ဝေးခံမင်းဒီတနေ့ဖြစ်နိုင်မလားတရင်းနေပရိသတ်တွေအတွက်မျော်လေးစရာဒီဘလတ်တစ်ခုအတွက်စူပလာကိုကစားသမားတွေကယူပေးနိုင်မလားဆိုတာဆွေးနွေးပေးကြပါအောင်ဒီညတနအိခွေပွေးစီဖြစ်တဲ့အတွက်ကျွန်တော်တို့ကရင်ခုန်စိတ်လုံးချစုံနဲ့ အခုချိန်ကနေစောင့်ဆိုင်နေရမှာဖြစ်တယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။အဲ့ဒီပွဲစဉ်ကတနအေခွေးဖြစ်တဲ့အတွက်ညီကိုတို့ဖုန်းနံပါတ်ရေးထားပေးခဲ့ပါကျွန်တော်ကမအေးပင်းနဲ့ညီကိုတို့ဖုန်းဆက်ပြီးတော့နှိုးပါမယ်။ YouTube Channel တိတော့ Account Facebook ပြီးစာရေးပလက်ဖောင်းတို့ကမှဖုန်းနံပါတ်ဘယ်နှလုံးဖြစ်ဖြစ်ရေးထားပေးခဲ့ပြီးတော့ကျွန်တော်ဖုန်းဆက်ပြီးတော့နှိုးပါမယ်။ဒါကညီကိုတို့အတွက်အဆင်ပြေလုပ်ပြီးချင်းဖြစ်ပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျေးဇူးအားပေးတဲ့ညီကိုတူတူရောက်ရှိတဲ့ကိုကျေးဇူးများတင်ပါတယ် ဒီနေ့ပွေးစီပြီးလို့ချင်းလေပွေးပွေးသုံးသက်ချက်ဗီဒီယိုကိုလည်းထပ်ပြီးတော့တင်ဆက်ဖို့ရှိတဲ့အတွက်ပွေးပွေးသုံးသက်ချက်ဗီဒီယိုမှာလည်းပြန်တွေ့ကြအောင်အားလုံးပဲ OK ပါစာသမားတို့ရေအားလုံးပဲကျေးဇူးများတင်ပါတယ်